င်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်စီစဉ်ကတော့ Selly City စီစဉ်ပဲဖြစ်ပါတယ်ဒီစီစဉ်ကိုကျမကျူချန်ကတင်ဆက်ပေးသွားမှာပါဒီတစ်ခါမှာတော့ဇူလိုင်လမှာရုံတင် ပြသသွားမယ့် Fantastic Four Joint Album ရော Album နာမည်ရောက Bandy Blogon ရဲ့ India ဖြစ်တဲ့အကြောင်းပြောခဲ့တဲ့ Selena Gomez ပတ္တိယဆိုင်ခွဲသစ်ထပ်မံဖွဲ့လက်ခဲ့တဲ့ Time Minda Jo ဝင်မဲ့သွင်းအမှုပိတ်သိမ်းသွားပြီးဖြစ်တဲ့ Minda Sushan Sen ရဲ့အမှု Billboard ရဲ့ Global Force Award ကိုရရှိခဲ့တဲ့ Blackpink အဖွဲ့ဝင် Jennie တင်းစာရှင်လင်းပွဲပြုလုပ်ခဲ့တဲ့မင်းသားကင်ဆိုဟွန်းစကားတင်စီရင်ထွက်ရှိလာခဲ့တဲ့ Back Sun Award အဆရှိတဲ့စိတ်ဝင်စားပွဲသတင်းတွေပါဝင်တော့မှာပါရှင်အမေရိကန်သရုပ်ဆောင် Paul Weather Hauser ဟာ ဒီနှစ်ဇူလိုင်လမှထွက်ရှိမဲ့ The Fantastic Four First Step နဲ့ Marvel Cinematic Universe ကိုပထမအဦးဆုံးပါဝင်လာခဲ့ပြီးတော့ The Luckiest Man in America ကို promotion လုပ်ဖို့ရောက်ရှိရင် Fantastic Four နဲ့ပတ်သက်ပြီးတော့ Marvel ဟာလူတွေကိုဝန်ဆောင်မှုပေးနေတာဖြစ်ပြီးလူတွေပျော်ရွှင်ခံစားနိုင်ဖို့ဖြောပြေးရေးတွေအများကြီးဖန်တီးပေးနေတာပါလို့ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့တယောက်မှတရားရဂိုင်းနှုံပြည့်စုံတာမဟုတ်ပါဘူးတခါတလေဆိုရင် target audience တွေကအတိအကျမထိနိုင်ကြပါဘူးလူတိုင်းကြိုက်တဲ့ director တောင်တခါတလေစိတ်ပြက်စေတဲ့ရုပ်ရှင်တကားကိုတော့ရိုက်ခဲ့ဖူးမှာပါပဲဒါကအမှန်တရားပဲလို့ပြောပါရစေ ဒါကြောင့်ကျွန်တော်တို့ရဲ့ရုပ်ရှင် Fantastic for First Step ဟာကျွန်တော်အမြင်အရဆိုရင်ဒီနှစ်ရဲ့ Marvel ရုပ်ရှင်တက်မှာကျွန်တော်တို့ကအကောင်းဆုံးပဲလို့ယုံကြည်ပါတယ်။ဒါကကြည့်ကိုကြည့်ရမယ့်ရုပ်ရှင်တကားပါ။ဒီရုပ်ရှင်ဟာသမိုင်းမှာမှတ်တမ်းတင်ခံရမယ့်ရုပ်ရှင်တကားဖြစ်ပြီးကုမ္ပဏီအတွက်အောင်မြင်မှုတွေယူဆောင်လာမယ့်ရုပ်ရှင်တကားလို့ကျွန်တော်ယုံကြည်ပါတယ်။ဒီဇာတ်ကားဟာ Guardians of the Galaxy နဲ့ Black Panther တို့လိုမျိုးပုံစံနဲ့ဆင်တူပါတယ်လို့ပြောခဲ့ပါတယ်။ မော်ဗာဟာဒီနှစ်မှာကပတန်အမေရိကဘရေ့ဗ်နယူးဝေါ်နဲ့ရုံတင်ငွေပိုင်းမှာထန်ထားသလောက်မရှိခဲ့ပဲကမ္ဘာတဝန်းအဝင်ငွေမှာ၄၀၀တန်ပဲရရှိခဲ့ပါတယ်။ မနေ့က Deadpool and Wolverine ကတော့ billion နဲ့ချီတဲ့အောင်မြင်မှုရှိခဲ့ပေမဲ့ Marvel ဟာ2023ခုနှစ်က Ant-Man and the Wasp Quantumania နဲ့ The Marvel လိုမျိုးရုံတင်ငွေမအောင်မြင်မှုတွေကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့2025ရုံတင်ပြသမယ့်အထက်မှာတော့ Thunderbolt နဲ့ Fantastic Four တို့ပါဝင်လာကြောင်း Marvel ကဒီနှစ်မှာရုံတင်ငွေပြန်လည်စံချိန်တင်နိုင်တယ်လို့ခန့်မှန်းထားကြပါသေးတယ်။ The Fantastic Four First Act ကို Max Shakeman က Director အဖြစ်ရိုက်ကူးထားပြီးတော့ Petro Pascal, Vanessa Kirby, Joseph Quinn နဲ့ အေဗင်မောက်စ်ပါခရာတို့ကအထက်ကလူလေးရောက်အဖွဲ့နဲ့တရုတ်ဆောင်ထားတာဖြစ်ပါတယ်။ရာဖယ်အနက်စင်နဲ့ဂျူလီယာဂါနာတို့က Galactus နဲ့ Silver Surfer ဆိုတဲ့ villain နှစ်ယောက်ဖြစ်ပါဝင်ထားပြီးတော့ Hazard နဲ့ John Mouskovic တို့ကတော့လျှို့ဝှက်ထားတဲ့ဇက်ရုပ်တွေပါဝင်ပါတယ်။ Fantastic Four ကိုတော့ Marvel နဲ့ Disney ကထုတ်လုပ်ပြီးတော့ဇူလိုင်လ25ရက်နေ့မှာရုံတင်ပြသမှာပဲဖြစ်ပါတယ်ရှင်။ I said I love you first လို့နာမည်ရတဲ့ Selena Gomez နဲ့ Bandy Blanco တို့ရဲ့ joint album ဟာ March 22ရက်နေ့မှာထွက်ရှိခဲ့ပြီးတော့စုစုပေါင်းသချင်း14ပုဒ်ပါဝင်ပါတယ်။ Selena Gomez ကအရင်သချင်းမဆိုတော့ဘူးလို့ပြောခဲ့ပေမဲ့ထပ်မံပြီးတော့သချင်းခွေထွက်လာတာကတော့အဲ့ဒီအချိန်တုန်းက Selena ဟာသချင်းနဲ့ပတ်သက်လို့လှုပ်ချင်တာဆိုချင်တာအကုန်လှုပ်ပြီးပြီလို့ခံစားနေရပြီးမို့သချင်းဆက်လုပ်ဖို့မဖြစ်နိုင်တော့ဘူးထင်တယ်လို့သူ့ရဲ့ချစ်သူ Bandy Blanco ကိုပြောခဲ့ပါတယ်။ သူမစစ်သူဖြစ်တဲ့ဘန်နီဘလန်ကိုက songwriter နဲ့ producer ဖြစ်တဲ့အလျောက်သူမကိုလက်မလျှော့စေပဲစိတ်ဆက်စေခဲ့တာပါ talk show မှာကျမတို့အယူသားဆုံးပြောရရင်အဲ့ဒီအချိန်တုန်းကတချင်းနဲ့ပတ်သက်လို့ဘလို့ဆက်လို့ရမလဲဆိုပြီးအလွန်မချစ်မရဲဖြစ်ပြီးတော့စိတ်ရှုပ်ထွေးနေခဲ့တယ်။အဲ့ဒီတုန်းကကျမနဲ့ဘန်နီကလည်းတွဲလာတာကြာနေပြီဆိုတော့သူ့ကိုအဲ့ဒီအကြောင်းပြောပြပြီးတော့ရှင်းဖွင့်လိုက်တာ။ကျမနဲ့လိုက်မဲ့တချင်းပုံစံကိုကျမမသိခဲ့တာပါ။ဘန်နီကလည်းတချင်းနဲ့ပတ်သက်ပြီးတော့သိတယ်ဆိုတော့သူ့ရဲ့အကူအညီနဲ့အလိုလျောက်ကိုဖြစ်သွားတာပါပဲ။ ဒီခွေလေးကကျမအရင်လုပ်ခဲ့ဘူးတဲ့အခွေလေးနဲ့မတူဘူးလို့ခန်းစားရပါတယ် I said I love you first ဆိုတဲ့နာမည်လေးနဲ့ Joint Evan လို့ဖို့စိတ်ကူးကလည်း Benny Blanco ရဲ့အကြံဖြစ်ပါတယ်လို့ပြောပြခဲ့ပါတယ်။ I said I love you first Evan ဟာ US iTunes Album Chart မှာ Top 5ကိုသိမ်းပိုက်ထားပါတယ်။နံပါတ်1နေရာမှာတော့ I said I love you first တချင်းနေရာယူထားပြီးတော့နံပါတ်2မှာ Stay နံပါတ်3မှာ Talk နံပါတ်4မှာ7နံပါတ်5မှာတော့ Slow and Reverb တို့ကအသီးသီးနေရာယူထားကြပါရဲ့ရှင်။ အဝင်းလို့ချက်စနိုးခေါ်ကြတဲ့ထိုင်းမင်းသားကျော်ဝင်းမတဝင်းဟာသူ့ရဲ့ကိုပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ Suri Brand ကိုပတရားဆိုင်ကွယ်တမထပ်မံပြီးတော့ဖွင့်လှစ်ခဲ့ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ပြည်နယ်89ခုစလုံးမှာ Suri Branch တွေရှိဖို့ကသူ့ရဲ့အိမ်မက်တစ်ခုဖြစ်ပြီးဖွင့်နိုင်အောင်စူးစမ်းသွားမယ်လို့လည်းစိုင်းဖွင့်ပွဲရဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။မင်းသားဝင်းဟာမကြခင်မှာဖမ်မီတင်လှုပ်သွားမှဖြစ်ပြီးတော့အဲ့ဒီဖမ်မီတင်အတွက်ပြင်ဆင်ရင်စိတ်တွေလည်းလှုပ်ရှားနေတယ်လို့ပြောကြားခဲ့ပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့တလာတဲကိုစုပေးပွဲ၄ခုတက်ရောက်ခဲ့ပြီးတော့၃ပွဲမှာစုလက်ခံရရှိခဲ့တာဖြစ်ပါတယ်။တရုတ်မှာအတက်ရောက်ခဲ့တဲ့ပွဲမှာတော့စုရသူကိုကြီးညာပေးခဲ့တာပဲဖြစ်ပါတယ်။ 2020ခုနှစ်ဇွန်လ14ရက်နေ့ကဇွဲကြိုးချပြီးတော့တက်တည်ခဲ့တဲ့ Bollywood မင်းသားဆူရှန်ရဲ့အမှုကိုရဲတပ်ဖွဲ့ဝင်တွေဘက်ကစုံစမ်းစစ်ဆေးမှုတွေလုပ်အပ်ပြီး9နှစ်နေပါအကြာမှာတော့ကိုကိုကိုတက်တည်တဲ့အမှုနယ်ပဲအဆုံးသတ်ပြီးတော့အမှုပိတ်သွားပြီးပဲဖြစ်ပါတယ်။ဆူရှန်တည်ဆုံမှုနဲ့ပတ်သက်ပြီးတော့ဆွဆွဲခံခဲ့ရသလိုအမှုရင်ဆိုင်ခံခဲ့ရတဲ့ရီဟာကိုလည်းတရားရုံးဘက်ကအပြစ်မရှိကြောင်းဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲ့ဒီ၅နှစ်နေပါအတွင်းမှာမတရားဆွဆွဲခံရတဲ့ရေဟာနဲ့ပတ်သက်ပြီးမီဒီယာတွေအနေနဲ့အတောင်းပန်တင်ကြောင်းလဲဘောလိဝုဒ်စတာအများစုကရေဟာဘက်ကနေရက်တီပေးခဲ့ပါတယ်ရှင်။ Blank Bank အဖွဲ့ဝင်တယောက်ဖြစ်တဲ့ Jenny ဟာ March လ9ရက်နေ့ကသူမရဲ့ solo album ဖြစ်တဲ့ Ruby ထွက်ရှိခဲ့ပြီးတဲ့နောက်မှာတော့ Billboard ဝန်မှန်ကပေးတဲ့ Global Force Award ကိုရရှိခဲ့ပါတယ်။အဲဒီဆိုဟာ idol တယောက်အနေနဲ့တမကအမျိုးသမီးတယောက်အနေနဲ့ပါလူအများရဲ့စံနမူနာပြရောက်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ဆုလက်ခံရရှိပြီးတဲ့နောက်မှာတော့ Jenny Kim ဟာစင်ပေါ်မှာသူမရဲ့ Blank Page အဖွဲ့ဝင်တွေကိုကျေးဇူးတင်ကြောင်းပြောပြခဲ့ပါတယ်ရှင်။ ကိုရီးယားမင်းသားကင်ဆိုဟွန်ဟာမင်းသမီးကင်ဆဲရွန်နဲ့ပတ်သက်တဲ့သတင်းတွေထွက်ပေါ်လာပြီးတလားလောက်အကြာမတ်လ31ရက်နေ့မှာပထမဆုံးအကြိမ်လူမြင်ကွင်းနဲ့ပြန်ထွက်ပေါ်လာပြီးတော့သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။မင်္ဂလာပါကျွန်တော်ကကင်ဆိုဟွန်မှာပထမဆုံးအနေနဲ့ကျွန်တော်အရင်ဆုံးတောင်းပန်ပါတယ်။ကျွန်တော်ကြောင့်လူတွေတော်တော်များများစိတ်ဆင်းရဲခဲ့ရသလိုကွယ်လွန်သူလည်းအခုချိန်ထိငြိမ်းချမ်းစွာအနားမယူနိုင်ရသေးတာကိုစဉ်းစားမိပြီးတော့ကျွန်တော်အရင်စိတ်မကောင်းဖြစ်ရပါတယ်ဆိုပြီးတော့ငိုပြီးတော့ပြောကြခဲ့ပါတယ်။ ။ဒါအပြင် Queen of Deer ထုတ်လုပ်ချိန်အတွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းတွေကြောင့်ချိန်တွေ့ခဲ့တာမဟုတ်ကြောင်းညင်းခဲ့တဲ့အပေါ်ထပ်မံကြုံတွေ့ခဲ့မှဆိုရင်ဇလန်တွေပြသနေခြင်းဖြစ်တာကြောင့်ပါဝင်သူအားလုံးအတွက်ဖြစ်တာကြောင့်တူညီတဲ့ဖြည့်ရှင်ချက်မျိုးပေးသွားမှာဖြစ်ကြောင်းပြောခဲ့ပါတယ်ရှင်။တန်ဂိုရီးယားနိုင်ငံရဲ့အကြီးဆုံးဆုပေးပွဲတစ်ခုဖြစ်တဲ့ Baxan Award ဆုပေးပွဲကိုလာမယ့်9ရက်နေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့အရင်နှစ်တွေထက်ပြည်သူအားပေးမှုရရှိတဲ့ဇလန်တွဲများစွာထွက်ရှိထားတာကြောင့်စကားတင်စရင်လဲထွက်ရှိလာပြီးတဲ့နောက်မှာတော့အငင်းပွားမှုတွေဖြစ်ပေါ်နေပါတယ်ဒီနေ့မှာရရှိတဲ့ Backson Art Award ရဲ့စကားတင် drama စရင်ကတော့ Best Drama Lovely Runner Tale of the Lady OK Dub The Drama Code Heroes on Call One Life Give You Tangerines တို့ပါဝင်ထားပါတယ်။ တပတ်အတွင်းအမှုပညာသတင်းတွေကိုကျွန်မကျူချမ်းကတင်ဆက်ပေးခဲ့တာပါဒီတစ်ပတ်ဆယ်လီစတီအစီအစဉ်ကတော့ဒီလောက်နဲ့ပဲရှင်းနာလိုက်ပြရစေရှင်ပြည်သက်တွေအားလုံးတဘာဝဘေးစစ်ဘေးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်